ဘီလီယံနာတထေးကြီးတွေတောင်မဝင်နိုင်ကြတဲ့ကမ္ဘာဈေးကြီးဆုံးကားလေးမျိုးပြိတ္တများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဝါလွားကဒူဂျာဆန်ပြားចောင်းရများကိုပုံမှန်တင်ဆက်ပေးနေတဲ့နေပြည်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ချမ်းသာတဲ့ကမ္ဘာကျော်တထေးကြီးတွေ၊ဆယ်လီတွေ၊ဘောလုံးသမားတွေတော်များများဟာဇိမ်ခံကားတွေကိုအရန်ပဲယူသွကြပါတယ်။အချို့ဆိုရင်နောက်ဆုံးပေါ်ထွက်ရှိသမျှဇိမ်ခံကားတွေကိုတစည်းပြီးတစည်းဝယ်ထားတတ်ကြတာပါ။ဒါပေမဲ့အခုပြောပြပေးသွားမယ့်ဇိမ်ခံကားတွေက တော်ယုံတန်ယုံတတိကြီးတွေအနေနဲ့ဝယ်ယူဖို့မတက်နိုင်ကြတဲ့အထိတန်ဖို့အရန်ကြီးလွန်းနေပါတယ်ဘလို့ကားတွေလဲဆိုတာသိရဖို့အတွက်ဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ပါနံပါတ်1 Mercedes Vision AVTR ဒီကားကတော့ဇင်ခံအခန်းကြီးတစ်ခုမှာနားနေရတဲ့လိုမျိုးကိုခံစားရမှာပါဇလန်းတွဲတွေရိုက်ကူးဖို့အတွက်တည်တံ့ထုတ်လုပ်ပေးထားတဲ့ကားဖြစ်ပြီး limited edition နဲ့ပဲထုတ်လုပ်ပေးထားတာဖြစ်ပါတယ်နံပါတ်2 Honda Zero CD ဒီကားကတော့ Honda ရဲ့နောက်ဆုံးထုတ်ကုန်တစ်ခုဖြစ်ပြီး EV ကားအမျိုးအစားလည်းဖြစ်ပါတယ်။မြောက်အမေရိကကို2026ခုနှစ်မှာတင်ပို့ရောင်းချနိုင်ဖို့အတွက်စီစဉ်ထားပြီး limited edition နဲ့ပဲထုတ်လုပ်သွားဖို့စီစဉ်ထားပါတယ်။ဒီ EV ကားတွေမောင်းနှင်ဖို့အတွက်လည်းလျှက်စစ်လမ်းတစ်ခုကို Honda ကုမ္ပဏီကတည်ထောင်တည်ဆောက်ပေးသွားမှာပါ။ကားရဲ့ steering ကအဝိုင်းမှုပဲ၄000ပုံစံနဲ့လာပါမယ်။ကားအတွက်သုံးပြုထားတဲ့ battery ကလည်း10နှစ်လောက်တည်ထောင်ရှိတဲ့အချိန်မှာတော့မှစွမ်းဆောင်ရည်က90ရာခိုင်နှုန်းလောက်ထိကျန်ရှိနေမှာဖြစ်ပါတယ်။ quick charging နဲ့အားသွင်းနိုင်ပြီး 18မိနစ်လောက်နဲ့တင်အားတရာရာဂိုင်းလုံးထိပြေးသွားနိုင်မှာဖြစ်ပါတယ်။အမိုးကိုလည်းမှန်တွေအသုံးပြုထားတာဖြစ်လို့မြင်ကွင်းကျယ်အနေထားနဲ့ရတာတမျိုးပေးစွမ်းနိုင်ပါပါ။နံပါတ်3 Reno Easy Artimo တိတ်ပံဇက်ဝင်ကန်းတွေကကားတွေလိုမျိုးထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒီကားတွေကတော့ဟိုတယ်တွေလေကြောင်းလိုင်းတွေနဲ့အပန်းပြေစကန်းတွေမှာအသုံးပြုဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ဒီလုပ်ငန်းတွေကသူတို့ရဲ့ဘူယံမီဧည့်သည်တွေကိုကြိုးစားပို့ဆောင်ဖို့အတွက်အနာဂတ်မှာဒီကားတွေကိုသုံးလာနိုင်ပါတယ်။ ကားကိုကြည့်ရတာဇိမ်ခံလေးတစ်စင်းလိုပါပဲအတွင်းကားမှာဆိုရင်စိတ်ပါတဲ့သူတွေအစည်းဝေးတောင်လုပ်လို့ရပါတယ်ဒါမှမဟုတ်ကောင်းကင်ကြီးကိုမော့ကြည့်ရင်တစ်ခွက်တစ်ဖလားလောက်လည်းတောက်နိုင်ပါတယ်ဝမ်းနေဖို့ကောင်းတာကဒီကားကိုလိုချင်တယ်ဆိုပြီးအမာစာတွေတက်လာရင်တောင်မှလက်ရှိမှာတော့ထုတ်လုပ်ပေးသွားဖို့ကုမ္ပဏီကစိတ်ကူးမရှိသေးပါဘူးအနာဂတ်မှာထုတ်လုပ်ဖို့အတွက်သူတို့ရဲ့စိတ်ကူးရင်အိမ်မက်တစ်ခုကိုလူတွေသိအောင်ချပြထားတာလောက်သာရှိပါတယ်နံပါတ်၄ Bentley EAP 100 GT ဒီကားကလည်းလျှက်စစ်ကားမျိုးစားတစ်ခုပဲဖြစ်ပါတယ်။ကားကိုလူမောင်းစရာမလိုပဲအလိုလျောက်မောင်းနေနိုင်မှာဖြစ်ပါတယ်။ဗန်ဒလီကုမ္ပဏီတီထောင်ချင်းနှစ်တရာပြည့်အထိမ်းမှဖြစ်နေဖန်တီးထားတာပါ။ကြန့်ခိုင်မဲ့ဇိန်ခံကားရဲ့လိုအပ်ချက်တွေပြည့်စုံရမယ်။ပတ်ဝန်းကျင်နဲ့လည်းတားဆာတာဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ AI မြင်ပညာတွေကိုသုံးပြီးအလိုလျောက်မောင်းနေနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ကားရှိက6မီတာလောက်ထိရှိပြီးပေါ်ပါတဲ့အလူမီနီယံနဲ့ကာဗွန်ဖိုက်ဘာပစ္စည်းတွေနဲ့ဖုံးအုပ်ထားပါတယ်။ ရှေ့ဘက်မှာ LED မီလုံးအလုံး6000လောက်ထိတက်ဆင်ထားတာဖြစ်လို့မျက်စိကန်းသွားလောက်အောင်ကိုအလင်းရောင်ထိုးထားနိုင်မှာပါကားတကားကိုဖွင့်ထားရင်အဆုံးထိဆို3မီတာလောက်ထိရှိနေပါလိမ့်မယ်ကားမှာလျှက်စစ်မော်တာ၄လုံးပါရှိပါတယ်ရှေ့မှာနှလုံးနောက်ဖက်မှာနှလုံးရှိမှာပါဒီမော်တာတွေအားလုံးပေါင်းလိုက်ရင်မြင်းကောင်ရီအား1400လောက်ထိရှိပါတယ်အချိန်၂စက္ကန့်ခွဲအတွင်းမှာပဲတုံညောင်မိုင်ကနေမိုင်60ထိအမြန်နှုန်းတင်နိုင်ပါလိမ့်မယ်အမြင့်ဆုံးအမြန်နှုန်းအနေနဲ့တနအီကို186မိုင်ထိမောင်းနေနိုင်မှာဖြစ်ပါတယ် အထူးခြားဆုံးကတော့နေဘက်လင်းရောက်တွေကိုကားမှုပေါ်မှာရှိတဲ့ဖန်သားပြင်ကနေဆုပ်ယူပြီးအတွင်ကန်းတွေကိုပြန်လည်ဖြန့်ဝေပေးကညဘက်တွေမှာဆိုရင်လည်းနေဘက်လိုမျိုးအလင်းရောက်ရရှိနိုင်အောင်ချိန်ညှိထားနိုင်မှာပါပဲအဆုံးထိကြည်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်